အားလုံးမင်္ဂလာပါ MD1 Entertainment Channel မှာကြိုဆိုပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ Tibet Data ရဲ့အထင်ကြီးအနန်းတော်ပူတာလာအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရုတ်နိုင်ငံ Tibet ကိုပိုင်အုပ်ချုပ်권ရ Data ဒါစာမြို့မှာတည်ရှိတဲ့ပူတာလာနန်းတော်ဟာစက်ခွင့်ရာစုကလေးကဒရိုင်းလာမရဲ့ဆောင်းရာသီစံအိမ်ဖြစ်ခဲ့ပါတယ်ညံအလင်းပွင့်ခြင်းတင်ဂီတာအဖြစ် တောင်ထိပ်မှာတည်ရှိတဲ့ဒီနန်းတော်ဟာဗုဒ္ဓဘာသာဝင်တွေအတွက်ထွတ်မြတ်ထားရာနေရာတစ်ခုဖြစ်ပြီးတော့တိဘက်ဒေသရဲ့အထင်ကြီးအဆောင်အုံတစ်ခုလည်းဖြစ်ပါတယ်။ပင်လယ်မြေနဲ့ပြင်အထက်မီတာ3800ပေ12100အမြင့်တောင်ကုန်းပေါ်မှာရှိတဲ့ဒီနန်းတော်ဟာလာဆာတစ်မြို့လုံးကိုအပေါ်စီးကနေမြင်တွေ့နိုင်ပါတယ်။ ။ညတော့ကို639ခုနှစ်မှာတိဘက်ဘီရင်စုံဆယ်ကံဘူကစတင်တိဆောက်ခဲ့တယ်လို့ဆိုပါတယ်။စက်ခွင့်ရာစုမှာ50မြောက်ဒလိုင်းလာမကပြန်လည်တိဆောက်ပြီးတော့အုတ်ချိုရေဘူအချက်အဖြစ်အသုံးပြုခဲ့ပါတယ်။ကြီးမားထေဝါလာတဲ့ဒီနန်းတော်ဟာအထက်73တဲ့အမြင့်130ခွန်မီတာ ပေ384ပေအကျယ်ဝန်းစတူရင်မီတာ ရှိပြီးတော့အခန်းပေါင်းတထောင်ကျော်ပါဝင်ပါတယ်။ဒါအပြင်ခက်ခဲတဲ့ကြောက်တုံးတွေနဲ့တိဆောက်ထားတဲ့နန်းတော်ရဲ့အင်းရင်တွေက အောက်ခြေမှာ9မီတာပေ16ပေအထိထူပြီးတော့အပေါ်ပိုင်းမှာ3မီတာပေ10ပေအထိထူပါတယ်။ငလင်းတန်းခန္ဓာအောင်လည်းစီမံတိဆောက်ထားပါတယ်။အထူးသဖြင့်နန်းတော်ရဲ့အောက်ခြေတွေကိုအရေးကြိုးထားတဲ့အကြီးအကျယ်တွေနဲ့ပြုလုပ်ထားခြင်းက ချူကြချက်တစ်ခုဖြစ်ပါတယ်။နန်းတော်ကိုအနီရောင်နန်းတော်နဲ့အဖီရောင်နန်းတော်ဆိုပြီးတော့အပိုင်းနှစ်ပိုင်းခွဲခြားထားပါတယ်။အနီရောင်နန်းတော်ကတော့ဘာသာရေးဆိုင်ရာလေးလာမှုတွေနဲ့ဘုရားဘာသာစုတော်မှုတွေအတွက်အသုံးပြုတဲ့နေရာဖြစ်ပြီးတော့အဖီရောင်နန်းတော်ကတော့တိုင်းလာမရဲ့နေထိုင်ရာအစီအခန်းမနဲ့အစိုးရရုံးတွေတည်ရှိပါတယ်။နန်းတော်အတွင်းမှာဇေဒီပေါင်း1000နဲ့ချုပ်ပွားတော်ပေါင်း2000နီးပါးထားရှိပူဇော်ထားပါတယ်။ တိဘက်တရုတ်နဲ့အိန္ဒိယဘီဒုကပုံစံနေပုံစံထားတဲ့လေယာမြောက်ပကြီကားတွေသဘူလေယာတွေနဲ့ခန်းနာစာအလှဆင်ထားပါတယ်1959ခုနှစ်တိဘက်အရေးခင်းမှာအနေငယ်ပြစ်စီမှုတွေရှိခဲ့ပေမဲ့1989ခုနှစ်မှာပြန်လည်ပြုပြင်ပြီးပြတာအဖြစ်ဖွင့်လှစ်ခဲ့ပါတယ်1994ခုနှစ်မှာ UNESCO ရဲ့ကမ္ဘာအမွေအနှစ်စင်းဝင်နေရအဖြစ်သတ်မှတ်ခံခဲ့ရပါတယ် ဒီနေ့ခင်မှာတော့ပိုတာလန်နန်းတော်ကကတိဘတ်ဒေတာရဲ့အဓိကခီးသွွားတွေဆွဲဆောင်ရနေရာတစ်ခုဖြစ်ပြီးတော့ကဘာတဝမ်ကခီးသွွားတွေဒါရောက်လေပလျက်ရှိပါတယ်။ဒါအပြင် ပိုတာလန်နန်းတော်ဟာတိဘတ်ရဲ့ယဉ်ကျေးမှုနဲ့သမိုင်းအမွေအနှစ်တွေကိုထင်ရှားပြသနေတဲ့အထင်ကြီးအဆောင်တစ်ခုဖြစ်ပြီးတော့ဘုဒ္ဓဘာသာဝင်တွေအတွက်လည်းအထွတ်မြတ်ထမ်းရာနေရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ တိဘက်ဒေသရဲ့အထင်ကြီးရနန်းတော်ပိုတာလာအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိရရှိပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ YouTube Channel ကို Like and Subscribe လုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲပြည့်စုံနေလေးပတ်သိနေကြပါ